ဒီကောင်မလေးရဲ့အရက်ဒီကောင်မလေးရဲ့အချိုးအစစ်ကိုဝိုင်းဖဲ့ကြတယ်ဒါပြင်လို့မရတဲ့အရာလေးပြင်လို့မရတဲ့အရာကိုဖဲ့တယ်ဆိုတာအရင်နှိမ့်ကြတယ်စင်မောင်မပါပါနှဝက်ကိုပြောသွားတဲ့ဇာတ်ကတော့လှနှုတ်ရို့လိုမျိုးရှေးခေတ်လူတွေအနေနဲ့ကြတော့လှနှုတ်မကြိုက်ဘူးကိုယ့်ရဲ့ပွဲရှင်ကိုကိုယ်အဲ့လိုမပြောသင့်ဘူးလို့လှနှုတ်ရို့ချိန်တယ်ဒါပေမဲ့ သူ့ရဲ့လုပ်ရက်ကလေးတစ်ခုကပရိသတ်တွေအားလုံးအရန်သဘောထားနှစ်ချိုက်စရာဖြစ်သွားတဲ့အခါကျတော့လာမျိုးတို့လိုခေဟောင်းလူကြီးနေနေတာဘာမှအပြစ်မပြောတော့ဘူးပေါ့နော်။အော် okay ဒါဒီခေတ်လူငယ်တွေ generation တွေရဲ့ style ဖြစ်မယ်ဆိုပြီးတော့ပဲလာမျိုးလေ့လာလိုက်တယ်ရှင်။ကိုမြမကလည်းကိုကိုနှိတ်ကိုတည်ရမလားဟို try back မှာလည်းကိုစုမရနိုင်မပေးနိုင်ဆိုတာတေးကြတယ်ကိုမနှစ်ကဖြစ်တာရဲ့ကိစ္စကြောင့်ဒီဘက်မှာလည်းမနှစ်ကဖြစ်တာရဲ့ကိစ္စကြောင့်သူ့ကိုအားမပေးဘူးဆိုတော့တိတိနဲ့ပြိုင်တာအဲ့ကောင်မှလည်းအရန် strong ဖြစ်တယ်ပြီးတော့သူ့ national director လည်းအရန် strong ဖြစ်တယ် ဟုတ်ကဲ့ပါဒီနှစ်ညရီသုံးရက်ခရီးက beach style ဖြစ်တဲ့အတွက်ကြောင့်အဲလန်နူရောကိုယ်တိုင်ချုပ်ထားတဲ့အင်ချီလေးနဲ့လန်နူလာတာကြားပြီးဒီအင်ချီလေးရဟုတ်ရဟုတ်ကောင်းတယ်ဒီနေ့ရလေးအဲ့လိုမျိုးဒီတိုင်းကြီးသိရမလားဟိုပဲတွေများပြီးလာတာမဟုတ်ဘူးမိတ်ကတောင်လိမ့်စရာမလိုနှကန်းတီလေးတွေဆိုပြီးလာလိုက်အောင်ပဲပေါ့ပါပါပဲဟုတ်တယ်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 ဘာမှမပြင်းတော့ day cream နဲ့နှကန်းတီနဲ့ဆိုပြီးလာဘာလို့ဆိုသူဖိတ်ခဲတဲ့ရလဲ beach style ဆိုအေးဆေးပဲလေဟုတ် JK ကိုလှမ်းတော့အားပေးတယ်။ပြီးတော့တစ်ဖက်မှာကျတော့ Miss တွေကကိုကြိုးအတွက်ပဲလှုပ်သွားတယ်လို့ပြောတဲ့အခါကျတော့တော်တော်များများဒီနှစ်ခုကမညီမျှဘူးပေါ့နော်မညီဘူးပေါ့ဆိုပြီးတော့ပြောကြပါရယ်။ဒါမဲ့ JK ကတော့လှမ်းတော့အစားရတဲ့သတိထားမိတာအပရာဟိတကိုအရင်ထဲကလှုပ်ခဲတာ။ပြီးတော့ English ကိုလည်းအနားနီးမှမဟုတ်သင်တာမဟုတ်ဘူးအရင်ထဲကသင်ခဲ့ပြီးတဲ့အခါကျတော့ သူဒီဒီပွဲဒီသူ့ရဲ့တက်ကွင်းဆိုတော့သူတည်တည်နဲ့ဒီပွဲကိုပြိုင်ခဲ့တာအဲ့ဒါဒီသူဒီ Miss မြန်မာလောကကို Miss လောကကိုသူချစ်လွန်းလို့ပြိုင်ခဲ့ဆိုတာလာနုတည်ရယ်ဟိုရှင်းရှင်းပြောရင်ကွာဒီကန်ဒီဒီကွင်းကြီးကလုံးဝရှုံးမဲ့ပွဲဟိုဘယ်လိုအညိုးနဲ့ဟုတ်တာအလောက်ခံရမယ်ပွဲအဖက်ခံရမယ်ပွဲမြန်မာပြိတ္တကလည်းသူအယံမုံးပါပဲသူတိတိနဲ့သူလုတ်ခဲ့ဆိုအယံတတိရှိလွန်နေသူ Miss မြန်မာတယောက်ရဲ့ဘွားကသူနှစ်ချိုက်လွန်လို့သူလုတ်ခဲ့တာ popularity အတွက်သူလုတ်ခဲ့ရမှာဒါပေမဲ့တချို့ချို့သော Miss တွေကကြတော့ အဲသူတို့ပြိုင်ပြီးွားတဲ့အချိန်သူတို့ပြိုင်ပြီးွားတဲ့အချိန်မှာမလုပ်လိုက်လဲဆိုတော့ဟိုဘလို့ခေါမလဲအရင်တော့အလိုပရာဟိတာကြီးလည်းမလုပ်တော့ဘူးမသိချင်အောင်စောင်းနေတယ်အဲနည်းနည်းလေးတဖြည်းဖြည်းနဲ့ျော့လာတယ်ပေါ့နော်သူတို့ရဲ့အောင်မြင်မှုအတွက်ကိုပဲ popular ဖြစ်ဖို့ပဲသူတို့ဦးစားပေးကြတယ်ပေါ့အဲ့လိုလေးပြောကြတာပြောချင်တာဒါမဲ့တချို့ miss တွေအနေနဲ့ကတော့သူတို့ဆက်ပြီးတော့ ဟောလုတ်ပေးနေတယ်ဆိုလို့ရှိရင်တော့သူတို့ကနားစရာမလိုပါဘူး။ဟောလန်းနုတို့ကသူများရဲ့ miss မှမဟုတ်ဘူး။လန်းနုရဲ့ကိုပိုင် miss တွေကိုလည်းလန်းနုပြောတာဖြစ်နေတာပဲ။လန်းနုသူများ miss ကိုလန်းနုဘယ်မှဖဲလို့မရှိဘူး။ကိုတစ်ပဲကိုပဲဖဲလို့ရှိရဲ့ချင်းချိုးကြတော့ဟိုပေါ့မပြိုင်ခင်တော့တမျိုးပြိုင်ပြီးတဲ့တမျိုးပေါ့နော်။မပြိုင်ခင်တော့ကျတီချက်လန်းနုတို့နဲ့တူတူတွဲပြီးတော့ဘလိုတွေဘလိုတွေပေါ့နော်လှုပ်ဆောင်သွားပါမယ်ဆိုပြိုင်ပြီးတဲ့အချိန်ကျတော့မလုတော့တာမျိုးရှိရဲ့။အဲ့ဒါကျတော့ popular ဖြစ်ုံတတ်တတ်ပဲလားပေါ့။ အမ်ဘလော့ခ်ကမလဲတို့လာနုမတနာဘာဆိုသူ strong ဖြစ်ပြီးသားလာနုဒိုင်စားထိုင်ကလေးကဟိုလာနု prelim มาတယ်အဲ့ကောင်မလေးအရန်တော်တယ်ဆိုတာသတိထားမိရယ်ပြီးတော့ဘလို့ခေါမလဲတခုတော့ဒေါသထွက်တာပါလဲဆိုတော့ပေါ့နော်လူတွေကအပြစ်ပြောတဲ့အချိန်မှာသူက body shaming ကိုလုပ်ရတာဝါသနာပါတယ်ဟုတ်ဒီကောင်မလေးရဲ့အရက်ဒီကောင်မလေးရဲ့အချိုးအစစ်ကိုဝိုင်းဖဲ့ကြတယ်ဒါပြင်လို့မရတဲ့အရာလေးပြင်လို့မရတဲ့အရာကိုဖဲ့တယ်ဆိုတာအရန်နှိမ့်ကြတယ် ဟိုကပြောချင်လို့ရှိရင်ကွာဥပမာကွာလှမ်းနှုတ်အခုဝက်ထားတယ်ဟဲ့ဒီဝီကြီးကမလှဘူးအဝိကိုပြောင်းလိုက်အဲ့ဒါကပြုပြင်လို့ရတယ်အရာဒါပေမဲ့လှမ်းနှုတ်ရဲ့အချိုးအစစ်ကိုပြောလို့မရဥမာလှမ်းနှုတ်ရဲ့ဘောနော်ဟိုဘယ်လိုခေါ်မလဲဒီအရက်ကပုတ်နေတယ်နင်းပြိုင်စရာလားတည်ရမလားအစ်စ်တရားတိုးနေနင်းပြိုင်စရာလားအာကျလာလို့ပြင်လို့မမရတာအဲ့တော့ပြင်လို့မရတာကိုထောက်ပြတာဒီအရန်နှိမ့်ကြတဲ့လူတွေပဲထောက်ပြလို့မြင်တယ်သူအဓိကသွားမဲ့ဟာကသူ့ရဲ့ miss အပိုင်းကိုသွားမဲ့လာနှုတ်တတိထားမိတာပေါ့နော် ။ तू ကအစိုးပိုင်းကိုပဲ तू ဦးစားပေးလိမ့်မယ်။အစိုးပိုင်းမှာမလို့ဘူးလေ။အရက်ကြီးရဲ့ရှေးနေကြမှာမလို့တာ။နောက်ပြီးတော့အစိုးပိုင်းမလို့ဘူး။ ပြီးတဲ့အခါကျသူပရဟိတကို popular လုပ်ဖြစ်ဖို့အတွက်လုပ်ခဲ့တာမဟုတ်အရင်တည်းကသူလုပ်ခဲ့တာဆိုတဲ့အတွက်ကြောင့်သူဒီနိုင်ငံတကာကိုလည်းထိုးဖောက်နိုင်လိမ့်မယ်လို့လှမ်းလို့မြင်တယ်ပြည့်ရခါကြတော့သူတို့ဒီကချင်ပေါ့နော်လူမျိုးစုလောကမှာလဲသူ့ကိုခေါ်ပြီးရခါကြတချင်းနေဆိုပေးပါအဲ့လိုပေါ့ချင်းမြောက်ဖို့အတွက်သူတို့ appreciate လုပ်မယ်လို့လှမ်းနေယူဆရချင်းနောက်ဆုံးကွာဒီ miss ground ပြိုင်တဲ့အတွက်ကြောင့်လှမ်းတို့တွေဘက်ကနေပြီးတော့လုံးဝပရိသတ်တွေဘက်ကသူ့ကိုပလစ်ထားအောင်သူတို့ရဲ့ကချင်လူမျိုးတွေဘက်ကတော့သူစ조사မှုကိုအတိမတ်ပြုပြီးခေါ်มาပဲသိကြတယ် မစ္စတာရဲ့စံချိန်စံညွှန်းနဲ့ညီတယ်ဆိုတဲ့ကိစ္စမှာသူဒီလုံးဝအရှုံးမပေးဘူး um သူရအောင်သူလုပ်ခဲ့တယ်ပြီးရခါကျတော့သူနောက်ဆုံးအချိန်အထိသူ့ကိုပန်းစည်းလာပေးတဲ့သူတွေကိုသူပြန်ပြီးတော့သူ appreciate လုပ်တယ်အတိအမှတ်ပြုတယ်အဓိကသူ acknowledge လုပ်တယ်နောက်ပြီးတော့သူစင်ရှိစင်နောက်မှာဓာတ်ပုံလေးတက်လာတယ်စင်နောက်မှာလည်းဒီပုံစံလေးပဲစင်ရှိမှာလည်းဒီပုံစံလေးပဲတချို့ Mary ဆိုလို့ရှိရင်လှနှုတ်ရှိကိုစပို့ကြတယ်ပေါ့နိုင်ငံသားတက်တယ်ဟဲ့နင်တို့ miss မြန်မာကိုကြည့်အောင်လှနှုတ်မယ်မဟုတ်ဘူး နောက်ွယ်ကြလို့ရှိရင်ပေါင်ကြီးကားပြီးထိုင်နေမျက်နှာရုပ်ပုတ်ထားတယ်အအရှိရောက်တော့မယ်ရိုက်တော့မယ်ဟေးဆိုမှသာ twin ဆိုပြီးအလှဆုံးဖြစ်အောင်လှုပ်လိုက်တာပေါ့နော်အဲ့တော့စင်ရှိစင်နောက်မှာမတူတဲ့လူတွေကတိတ်ပြီးရောအဆင်မပြေဘူးပေါ့ဟုတ်သူကြတော့စင်ရှိစင်နောက်မှာဒီပုံစံလေးပဲအဲ့ဒါလေးကိုသဘောကျတာဟုတ်လန်ရောဒီဟိုမစ်စ်မြန်မာဆိုရင်အပိပိသားပဲဘဲမှာပဲပြန်ပြန်လှန်ရောအပိပိသားသူတီတာဒီတက်ကွင်းဆိုတာသူတီတီနေ လာနုလည်းပွဲတပွဲကိုလာနုတပည့်ဂျွန်ကိုပေါ့နော်သူဆိုရင်တက်ကွင်းဆိုရတိတိနဲ့သူ့ကိုလာနုမင်းဘာစုမရမှာမဟုတ်ဘူးနော်ဒါပေမဲ့ပြိုင်ပေးနေတော့ဆိုသူပြိုင်ခဲ့တယ်အဲ့ဒီလိုပဲဒီညီမလေးဟာဒီလည်းပဲသူတက်ကွင်းတော့သူအညှိုးခံမယ်အပြောခံမယ်နှစ်ဖက်လုံးရဲ့အပြောခံမှာတိတိနဲ့သူရအောင်ပြိုင် ဒါပေမဲ့လုံးဝမလျော့ဘူးเนาะအစအဆုံးသူအကုန်လုံးလုတ်ပေးခဲ့တယ်ဟိုတချင်းလေးဆိုတာလေးလည်းသူစူးစမ်းခဲ့တယ်နောက်ပြီးတော့ဘီကီနီအဝတ်တင်တဲ့သူရှောက်ခဲ့တဲ့အချိန်မှာလည်းအမေမျိုးစုံလေး item ထုတ်သွားတာပေါ့เนาะဆိုတော့ဟို perfect ဖြစ်နေလားဆိုတော့ perfect တော့ဘယ်သူမှမဖြစ်ဘူးလှမ်းတော့လည်းအခုရှောက်ခိုင်းမှဖြစ်ဘူးဒါပေမဲ့သူအရန်စူးစမ်းတော့လှမ်းအရန်သဘောကြတာဟုတ်အဲဆင်မောမပါပါနဝက်ကိုပြောသွားတဲ့ဇာတ်ကကြတော့လှမ်းနှုတ်လိုမျိုးရှေးခေလူတွေအနေနဲ့ကြတော့လှမ်းနှုတ်မကြိုက်ဘူးကိုယ့်ရဲ့ အာကိုယ့်ရဲ့ပွဲရှင်ကိုကိုအဲ့လိုမပြောသင့်ဘူးလို့လှမ်းလို့တော့ချိန်တယ်ဒါပေမဲ့သူ့ရဲ့လှုပ်ရိုက်ကလေးတစ်ခုကပရိသတ်တွေအားလုံးအရန်သဘောကြနှစ်ချိုက်စရာဖြစ်သွားတဲ့အခါကျတော့လှမ်းလို့တော့ခေဟောင်းလူကြီးတွေနဲ့ကဘာမှအပြစ်မပြောတော့ဘူးပေါ့နော်အော်โอเคဒါဒီခေတ်လူငယ်တွေ generation တွေရဲ့ style ဖြစ်မယ်ဆိုပြီးတော့ပဲလှမ်းလို့လေးလာလိုက်တယ်ရှင်ဟုတ်ဒါပေမဲ့လှမ်းလို့အရင်ခေတ်တုန်းကကြာတာမျိုးလှမ်းလို့မပြောရဲဘူးမပြောပြဘူးဟုတ် um top 20 winner ဝင်တာကြတော့ဒါကလှမ်းမှုအနေနဲ့ပြောလို့မရဘူးဒါကိုယ့်ရဲ့ပြောချင်ရင်လဲကိုယ့်ရဲ့ပေါ့နော် personal ဟို feeling မဲ့ဖြစ်လိမ့်မယ် opinion မဲ့ဖြစ်လိမ့်မယ်အဓိက dining နဲ့ပဲဆိုင်နေဟုတ် dining နဲ့ပဲဆိုင်နေပြီးရဲ့ခါကျတော့ဟိုဘယ်လိုခေါ်မလဲအခုဟာက तू top 20 winner ဝင်တာတဲ့ miss grand ကိုလုံးဝအရှုံးမပေးဘဲနဲ့ပြန်ပြိုင်နေငါတို့မြန်မာဟာတော်ပါတယ်ဆိုတော့ तू ပြန်ပြတဲ့အနေနဲ့ဝင်ခဲ့တာမို့လို့နောက်တော့သူ့ကိုကျေးဇူးတင်တယ် အဲ့ကလေးမှအပြုံးပြတ်တာဘယ်တော့ပဲထူထောင်းခံရယူသွားမှလေကို့မြမားလည်းကို့ကိုနှိပ်ကော့တည်ရမလားဟိုထိုင်းဘက်မှာလည်းကို့ဆုမရနိုင်မပေးနိုင်ဆိုတော့တေးကြတယ်ကိုမနစ်ကဖြစ်တာရဲ့ကိစ္စကြောင့်ဒီဘက်မှာလည်းမနစ်ကဖြစ်တာရဲ့ကိစ္စကြောင့်သူ့ကိုအားမပေးဆိုတော့တိတိနဲ့ပြိုင်တာအဲ့ကောင်မှလည်းအရန် strong ဖြစ်တယ်ပြီးတော့သူ့ national director လည်းအရန် strong ဖြစ်တယ်လှနုတင်နဲ့အာသူ့ကိုလှနုလှနုအိမ်ပြောင်းနေတော့အားမပေးဖြစ်ဘူးပေါ့နော်ဝင်ကြည့်လိုက်တဲ့အချိန်မှာသူရေကူးအင်ကြီးလေးနဲ့အချောက်ကလေးကားပြီးတော့လေအဲ့အားလောက်တဲ့အချိန်မှာအော် ဒီကလေးလေးသူအရန်စ조사တာပဲတောက်လည်းအရန်နိုင်တယ်အပြီးရခါကျငါတို့ခစ်ကဟိုလမ်းလျှောက်နေနေလည်းမတူတော့ဘူးဒီခစ်မှာကျတော့ဖလန်းဖလန်းလေးပါလာတယ်ဆိုပြီးတော့ជីင်းជីင်းနဲ့နောက်နေ့မှာလည်းជីင်းជីင်းជីင်းနဲ့တက်လာလေးជីင်းနောက်နေ့သဘောကျသွားတာရှင်ဟုတ်ဟုတ် အော်ဟုတ်ကအခုလောလောဆယ်ကျတော့လာနူအိမ်ပြောင်းနေတာတစ်ဖက်နောက်တစ်ဖက်ကကျတော့လာနူအိမ်နောင်ရှင်ပဲ Miss Mrs မြန်မာဤတန်နာထုံးကို train နေတယ်။အာသူ24ရက်နေတော့ပြိုင်မယ်။သူပြိုင်နေတဲ့ကာလမှာလဲလာနူအဝေးရနေပြီးတော့ပေါ့နော်။အကြံဉာဏ်လေးပေးနေမယ်။သူပြန်လာပြီးပြီးသွားပြီဆိုလို့ရှိရင်တော့အဲလာနူ vlog လေးဆက်ရိုက်မယ်ပေါ့နော်။ပြီးတော့လောလောဆယ်လာနူကြက်တောင်ရိုက်နေတယ်။ဘာဆိုကိုယ့်ရဲ့ကျန်းမာရေးအရာဒီရွယ်ရောက်တော့ cholesterol များလာပြီးအသည်းအဆီဖုန်းနာရှိလာပြီးသွေးရင်းအဆီတွေပေါ့နော်။အဲပြဿနာပေးလာပြီးဆိုတော့ကြက်တောင်ရိုက်ဖြစ်နေရယ်။မနေ့အစောကြီး9ခွဲ6ခွဲလမ်းလျှောက်ဖြစ်နေ ရဲ့အချိန်အဲ့ဒါကတော့ self love ပေါ့နော်ကိုကိုကိုချစ်ချင်းပေါ့အရင်တော့ကလှနှုတ်ကကိုကိုကိုထက်ကိုယ့်ရဲ့မယ်တွေကိုချစ်ခဲ့တယ်ကိုကိုကိုထက်ကိုတပည့်တွေကိုအရင်ချစ်ခဲ့အခုဒီသက်အရွယ်မှာကျတော့ကိုကိုကိုချစ်ရတော့မယ်ဆိုတာသိလာတယ်ပေါ့နော်ဟုတ်အစားတွေကတော့လှနှုတ်တော့ပြန်ရပါစေရောဆိုရယ်ရည်ရချက်နဲ့တော့ချစ်ခဲ့တာမဟုတ်ပေမဲ့အာလှနှုတ် English စာသင်တန်းမှာကြတော့ဆရာမဘဝရောပေါ့နော် English စာဆရာမဘဝရောကြောင့်ចောင်းသားတွေကနောက်ဆုံးကွာကိုတင်လိုက်တယ်နောက်ဆုံးနိုင်ငံသားတွေထွက်သွားတယ်မြန်မာဘွဲတွေရပြီးတော့မြန်မာပြည်ပြန်လာတယ် တီချယ်တို့ရဲ့ပေါ့နော်တီချယ်တို့ကြောင့်ကျွန်တော်တို့ဒီလိုမျိုးအောင်မြင်တာပါကျမတို့အောင်မြင်တာပါဆိုပြီးတော့နောက်ဆုံးမှလာကြတော့တယ်နောက်ဆုံးကအခက်အခဲတွေဖြစ်နေကိုဗစ်ကာလမှာတောင်မှဈေးတွေဘာတွေဝယ်မကိုမကားမရှိဆိုသူတို့လိုက်ပို့ပေးတယ်လိုက်ချိုပေးရကိုမမောင်းတတ်ဘူးဆိုလို့ရှိရင်အဲ့လိုကျေးဇူးတည်တတ်တယ်ပေါ့နော်အဲမယ်နေဂျာတော့ တို့မှလည်းဘဝရှည်ရေးဆိုတာရှိသေးတဲ့အခါကျတော့တို့အောင်မြင်ဖို့အတွက်ကိုပို့ပြီးတော့ဦးစားပေးကြရဲရှင်ဒါပေမဲ့တချို့ကလေးကြဗီဒီယိုကောပြောတယ်ဥပမာအန်နာဆိုလို့ရှိရင် Miss Intercontinental နိုင်ငံရဲ့အန်နာလေးဆိုလို့ရှိရင်လန်နူဗီဒီယိုကောလေးပြောတာရှိရဲ့နောက်ပြီးတော့ Mrs International မြန်မာမပြပြကြော်ဆိုလို့ရှိရင်လည်းတာနုနဲ့ဟိုအမြဲရှိလာလေတယ်အဲ့လိုမျိုးပေါ့နောက် Mr International မြန်မာဂျောင်းကိုကိုဆိုလို့ရှိရင်လည်းအကူညီလို့ရင်ကူပေးတယ်ဘာဖြစ်အယောက်90လောက်မှာ3ယောက်လောက်ကကိုယ့်ဘက်မှာရှိနေတယ်လန်နူချိန်တတ်ပါတယ် ကဆေးစစ်ပြီးရဲ့အချိန်မှာကိုကိုကိုချစ်ရမယ်ဆိုတာကိုဆေးစစ်လိုက်တဲ့အချိန်မှာနားလည်သွားတယ်အော်ဘယ်ဘာတွေဖြစ်နေတယ်ကိုခန္ဓာမှာဘာတွေမကောင်းတော့ဘူးဆိုတာသိရဲ့အချိန်ကြလို့ရှင်ငါကောင်ငါချစ်ရရမယ်ဆိုတာသိလာတာလာနုကတမြဲတမ်းတစ်တိုင်းဆေးစစ်တယ်လေဟုတ်အာလာနူကကြတော့အခုနောက်ပိုင်းမှာကြတော့ဘာရန်သွားပြီးစီကြော်တွေစားတာများတော့လာနူကိုလစတရောတက်လာပေါ့ဒါပေမဲ့မနစ်ကအသေးစီဖုံးနေဒါပေမဲ့အခုဒီနှစ်မှာလာနူလမ်းရန်ရှောက်တော့အသေးစီဖုံးတာမရှိတော့ဘူးအဲ့လိုမျိုးလေးပေါ့မတူတာလေးတော့ရှိနေတာပေါ့ဟုတ်အာ မဲတွေကိုပြိုင်ပြင်အောင်ပြိုင်ပါတကယ်လို့အပြိုတော့ကအိမ်ကပေးမပြိုင်လို့မလုပ်ခဲ့ရအောင်ဆိုရင်လေအိမ်အောင်ရှင်ပဲဖြစ်တဲ့အချိန်မှာအိမ်အောင်ရှင်ဖြစ်တဲ့အချိန်မှာယောက်ျားကိုချွဲပြီးတော့ရအောင်ပြိုင်ပါမဲပြန်ရတာအရန်ပြောဖို့ကောင်းပါတယ်လို့ကျေးဇူးအများကြီးတင်ပါပြီးတော့လူတွေအကြောင်းအရန်သိလာတယ်ဟုတ် thank you bye